အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာမမီ page ကနေကြိုဆိုပါရစေ။ကျမကတော့ဒေါက်တာမြတ်တီဝီမောင်ပါ။ဒီဗီဒီယိုလေးထဲမှာပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အခုလိုမျိုးပူပြင်းတဲ့ရာသီဥတုတွေမှာရောအေးအေးမီဖြားနာခြင်း common cold ဆိုတာဖြစ်တဲ့သလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်။ အိမ်မိဖျားနာခြင်းဆိုတာကတော့ virus တွေကြောင့်ဖြစ်ရတာများပါတယ်အထူးသဖြင့်ဆိုရင်တော့ rhinovirus တွေကြောင့်မလို့အိမ်မိဖျားနာခြင်းဖြစ်တတ်ပါတယ်ဒီ virus တွေကဆိုရင်တော့အပူချိန်ဘလောက်ပဲဖြစ်နေဖြစ်နေကူးစက်ပြန့်နှံ့နိုင်တဲ့သဘောရှိတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးပူပြင်းတဲ့ရာသီဥတုတွေမှာလည်းအိမ်မိဖျားနာခြင်းဆိုတာဖြစ်နိုင်ပါတယ်ရှင် ဒီလိုမျိုးအေးမိခံတာချင်းဆိုတာအကြောင်းမဲ့တသက်တော့ဖြစ်ရတာမဟုတ်ဘဲနဲ့သူ့မှာလည်းဖြစ်စေရတဲ့အကြောင်းမျိုးတွေရှိပါသေးတယ်။အဲ့ဒီထဲမှာပထမဦးဆုံးကကြတော့အပူချိန်အတက်အကြာများတာတွေနောက်အခုလိုမျိုးနွေရာသီမှာအေကွန်လီအေးပိဆက်တွေတုံးတာတွေဒါတွေကလည်းအေးမိခံတာချင်းကိုဖြစ်စေတတ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့လေးပိဆက်တွေကကျမတို့ပတ်ဝန်းကျင်ကလေဒူကို၆သွေးစီတယ်။ဒီအခါမှာလူရဲ့ခန္ဓာကိုယ်ကနေဗိုင်းရပ်စ်တွေဝင်ရောက်ဖို့အတွက်ကိုပိုလွယ်ကူတာမျိုးဖြစ်စေတတ်ပါတယ်။နောက်တစ်ခုကတော့အပူချိန်အတက်အကျပေါ့နော်။ကျမတို့ကအပြင်ပရာသီဥရုကတအားပူတဲ့အချိန်ကနေလေးပိဆက်ရှိရဲ့အပူချိန်ကနင်းနေတဲ့နေရာကိုရုတ်တရက်ဝင်ရောက်လာလိုက်တဲ့အခါမျိုးမှာဆိုရင်လေခန္ဓာကိုယ်ရဲ့ခုခံအားကကျဆင်းသွားပြီးတော့ဗိုင်းရပ်စ်တွေကူးစက်ဝင်ရောက်ဖို့လွယ်ကူသွားတာမျိုးဖြစ်တတ်ပါတယ်။နောက်ထပ်တစ်ချက်ကကြတော့လူစုလူဝေးဖြစ်ပါတယ်။အခုလိုမျိုးပူပြင်းတဲ့ရာသီဥရုမှာဆိုရင် င်တော့လေးအေးပိဆက်တွေရှိတဲ့အလုံးပိတ် shopping center တွေနောက်ရုံးနေမှာဆိုလူတွေကစုစည်းပြီးတော့အပူကိုခဏရှောင်နေတာမျိုးရှိတတ်ကြပါတယ်။အဲ့လိုမျိုးလူလူလူတွေဖြစ်နေတဲ့နေရာတွေမှာဆိုရင်ကြတော့ဒီယောဂပိုးရှိနေတဲ့သူနဲ့ close contact တွေဖြစ်ပြီးတော့လေးအမှုအမွားတွေအားဒီတစ်ဆင့်ယောဂပိုးကြီးကူဆက်နိုင်ပါတယ်။ဒီအခါမှာတယောက်ကနေတယောက်စီကိုအိမ်အိမ်ကြီးဖြားနာတာတွေတုပ်ကွေးတွေကူဆက်တာမျိုးတွေ့ရတတ်ပါတယ်ရှင်။နောက်တစ်ခုကတော့ dry air လို့ခေါ်တဲ့ခြောက်သွေ့နေတဲ့လေတုနဲ့ကျမတို့ရဲ့အသက်ရှူလမ်းကြောင်းဆက်ဆက်မှုဖြစ်ပါတယ်။အသက်ရှူလမ်းကြောင်းကဒီငွေရာဒီလိုမျိုး အင်မတန်ပိုးတဲ့နေရာမှာဆိုရင်ပိုပြီးတော့6သွေးနေတတ်တယ်အဲ့ဒီအခါမှာဒီ virus တွေကိုစစ်ထုတ်နိုင်စွာအားကကြာဆင်းပြီးတော့အေးအေးမြဖြားနာတာတွေကပိုပြီးတော့ဖြစ်လွယ်တာမျိုးရှိနိုင်ပါတယ်ဒါအပြင်အခုလိုမျိုးအင်မတန်ပူပြင်းတဲ့ရာသီမှာဆိုရင်လူတွေကချွေးထွက်တာတွေများပြီးတော့မောပန်းနှွမ်းနယ်လဲတာတွေနောက်ကိုခံရကြာဆင်းတာတွေဖြစ်တတ်ပါတယ်ဒီအခါမှာဆိုအေးအေးမြဖြားနာတာတွေကလည်းပိုပြီးတော့ဆက်ဆက်ပြီးတော့ဖြစ်နိုင်ခြင်းများသွားပါတယ်အဲနောက်တစ်ခုကကျတော့အပူလွန်ခဲ့တဲ့အခါမှာဆိုရင်အပူရှက်တာနှာရည်ရောနှာစီးရဖြားနာတာတွေကပါတွဲပြီးတော့ဖြစ်တတ်ပါတယ်ရှင်အေးအေးမြဖြားနာ ာခြင်းဖြစ်ပြီးဆိုရင်တော့လက္ခဏာတွေအနေနဲ့ခေါင်းကိုက်တာဖြစ်လာပါမယ်ပြီးရင်အဖျားတက်လာတာနှာချီတာချောင်းဆိုးတာနှာရည်ယူတာပင်မနှွမ်းနေတာနှုံးချိနေတာဘာမှမလုပ်ချင်မကိုင်းချင်တို့ဖြစ်လာတာမျိုးတွေစတဲ့လက္ခဏာတွေကိုတွေ့ရနိုင်ပါတယ်ရှင် ခုလိုမျိုးပူပြင်းတဲ့ရာသီဥတုမှာအေးအေးမီဖျားနာခြင်းမဖြစ်အောင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ရေများများတောက်ပေးရပါမယ်ရေတက်ပြေဝအောင်နေမယ်ဆိုရင်တော့ခန္ဓာကိုယ်ရဲ့ခုခံအစနစ်ပါကောင်းမွန်ပြီးတော့ရွှေ့ထွက်လွန်ခြင်းကိုလည်းထိန်းသိမ်းပေးနိုင်ပါတယ်ရှင်နောက်တစ်ခုကတော့အစာအာဟာရတွေကိုပြပြဝဝစားပြီးတော့ကိုယ်ခံအစနစ်ကောင်းအောင်နေဖို့ဖြစ်ပါတယ်နောက်တစ်ခုကတော့အပူချိန်အင်မတန်လွန်ခဲ့တဲ့အချိန်တွေမှာသဘာဝလေနဲ့များများထိတွေ့ပြီးတော့လေးပေးဆက်တွေနဲ့အလွန်အကဲထိတွေ့တာမျိုးလေးကိုရှောင်ကျဉ်ပေးသင့်တာပဲဖြစ်ပါတယ်ရှင်တကယ်လို့ကိုကဂယူးဆိုင်နေတဲ့ဂျားရဲရမှာအခုလိုမျိုးအေးအေးမီ ီးဖြားနာရီဖြစ်ခဲ့ပြီဆိုရင်တော့လက္ခဏာတွေစပြတာနဲ့ပို့ပြီးတော့ဂယူဆိုင်ပေးတင်ပါတယ်အယောဂလက္ခဏာအလိုက်ကျမတို့ကဆေးကန်းပြတာမျိုးတွေဆေးကုသမှုခံယူတာလေးလည်းပြုလုပ်တင်ပါတယ်ဒါအပြင်ဆိုရင်တော့ OTC drugs လို့ခေါ်တဲ့ over the counter ဆေးဝါးလေးတွေကိုလည်းဆေးညွှန်အတိုင်းတောက်သုံးနိုင်ပါတယ်တောက်ရမယ်ဆိုရင်တော့တနေ့ကို3ချိန်သို့မဟုတ်2ချိန်7နာရီချာသို့မဟုတ်12နာရီချာတောက်သုံးပေးလို့ရပါတယ်အေးအေးမိတာနှာရီရောနှာစီးတာခေါင်းကိုက်တာအဖျားတက်တာစတဲ့လက္ခဏာတွေပြသပြီးဆိုရင်တော့ paracetamol phenylephrine ac CL Clofenaramine Maleate ပါဝင်တဲ့ဆေးဝါးတွေကိုဆေးညွန်တိုင်းတောက်မယ်ဆိုရင်တော့တက်တာပြောက်ကင်းနိုင်ပါတယ်ရှင်အခုလိုမျိုးဆေးလေးတွေတောက်လိုက်တာအပြင်ကျမတို့ကအစာအာဟာရကိုလည်းပြည့်ပြည့်ဝဝစားမယ်၊ရေလေးများများတောက်မယ်၊အနားယူမယ်၊လူစုလူဝေးကိုလည်းရှောင်ကျဉ်လိုက်မယ်ဆိုရင်တော့ကိုယ်ခန့်အားကပြန်ပြီးတော့အနိုင်ရရှိသွားတဲ့အခါမှာဆိုရင်တော့အေးအေးမြဖြာနာခြင်းဝေဒနာတက်တာသွားမှာပဲဖြစ်ပါတယ်ရှင်။ အေးမိတယ်ဆိုတာကတော့ပုံမှန်အားဖြင့်ဆိုရင်တပတ်ဆယ်ရက်လောက်နေကိုယ့်ရဲ့ကိုယ်ခန္ဓာကပြန်ပြီးအနိုင်ရသွားတဲ့အခါပြန်ကောင်းလာတတ်ကြပါတယ်။ဒီအတွက်ကြောင့်မလို့ရှိမှပြောခဲ့တဲ့အချက်လေးတွေအပြင်ကောင်းကောင်းစားကောင်းကောင်းနားဖို့အတွက်လိုအပ်ပါတယ်။တုတ်ကွေးကကြတော့အေးမိခြင်းနဲ့လက္ခဏာလေးတွေနည်းနည်းရှင်းတူရဲဆိုပေမဲ့ပို့ပြီးတော့ပြင်းထန်နိုင်ပါတယ်။သူကကြတော့ influencer virus ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ဒီလိုမျိုးတုတ်ကွေးဖြစ်ပြီးဆိုရင်တော့ကျမတို့ကတေချာလေးကိုစိုက်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့တုတ်ကွေးကခလေးလေးတွေရဲ့လူကြီးရဲ့မှာဆိုရင်ပို့ပြီးတော့ပြင်းထန်တတ်တဲ့အပြင်နောက်ဆက်တွဲဆိုးကျိုးတွေကလည်းတေ ချာကုသမှုမခံယူဆိုရင်ပြင်းထန်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ရှင်။တုတ်ကွေးကိုတေချာမကုသဘူးဆိုရင်တော့နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့အဆုတ်ရောင်တာ၊လေပြွန်ရောင်တာ၊နားပြည်ယူတာ၊ထိတ်ကန့်တာဖြစ်တာနှလုံးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေဖြစ်လာတာ၊ပန်းနာရင်ကျက်တွေပိုဆိုးလာတာစတဲ့ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့အရေးကြီးလက္ခဏာလေးတွေအကြောင်းလည်းပြောပြပေးခြင်းပါတယ်။အေးအေးမြင်ဖြားနာတယ်ဆိုတာကတာမန်အရွယ်ရောက်တဲ့ကျန်းမာတဲ့သူတွေမှာဆိုရင်တော့တိတ်ပြီးတော့ပြဿနာမရှိပါဘူး။သူကကိုယ်ခံအကောင်းနေဆိုရင် it's chain တိုင်ပြန်ကောင်းနေပေါ့နော်။ဒါပေမဲ့လည်းအပူချိန်က 101ဒီဂရီဖာရင်ဟိုက်နဲ့အထက်ဖြစ်တာက3ရက်ထက်ပိုလာခဲ့မယ်ဆိုရင်တော့မဖြစ်မနေစေခိုင်းပြတင်ပါတယ်။ဒါအပြင်အဖျားကျပြီးတော့မှပြန်ပြီးတော့တက်လာတာ။နောက်အသက်ရှူတိုင်းမှာတရွှီရွှီမီလာတာ၊မောလာတာ၊ကျက်လာတာလုံးဝလက္ခဏာတွေကတက်တာမသွားဘဲနဲ့ပို့ပို့ဆိုးလာတာအလွန်အမင်းခေါင်းကိုက်တာနားပြည်ယူတာစတဲ့လက္ခဏာတွေပါဖြစ်လာခဲ့မယ်ဆိုရင်တော့အရေးကြီးပါတယ်။ချက်ချင်းဆေးရုံစေခိုင်းကိုသွားရောက်ပြသပြီးတော့စိတ်ကူးသားမှုကိုခံယူသင့်ပါတယ်ရှင်။ ဒီတော့အေးမိဖန်းနိုင်ခြင်းကနေကာကွယ်ဖို့အတွက်ဆိုရင်တော့လက်ကိုဆက်ပြားနဲ့မကြာခဏစီကြောရပါမယ်။ယောဂါတွေအဖြစ်များနေတဲ့ကာလမှာဆိုရင်လူစုလူဝေးတွေကိုတက်နိုင်သမျှရှောင်ကြဉ်ရပါမယ်။မတက်တာလို့ပြင်ထွက်တဲ့အခါမှာဆိုရင်တော့နှာခေါင်းဖိမတ်ကိုတက်ထားရမှာဖြစ်ပါတယ်ရှင်။ဒါအပြင်ယောဂါဖြစ်လာပြီဆိုရင်လည်းအေးဝဝအိပ်ဖို့အစာကိုအာဟာရပြည့်ဝအောင်စားဖို့နဲ့အေးမင်းများတောက်ဖို့ကိုမှာကျင်ပါတယ်။နောက်တစ်ခုကတော့ကိုပြန်ပြီးတော့ကောင်းတဲ့အချိန်ထီကိုအိမ်မှာပဲတေချာလေးစနစ်တကျအနားယူတဲ့နယ်လို့လည်းအကြံပေးချင်ပါတယ်ရှင်။ကျမတို့ကအေးမိဖန်းတာဖြစ်တဲ့အခါမှာဆိုရင် OTP ဈေးဝါးတွေကိုစိတ်ညွန်တိုင်းတာသုံးရရှိကြပါတယ်ဒီလိုမျိုး OTC ဈေးဝါးတွေထဲမှာဆိုရင်လည်းပို့ပြီးတော့စိတ်ချရတဲ့ original ဈေးဝါးတွေရှိပါတယ်ဒီလို original ဈေးဝါးတွေရဲ့အားသာချက်ကကြတော့ brand အနေနဲ့ခိုင်မာမှုရှိတယ်ထုတ်လုပ်တဲ့အခါမှာလည်းသူတို့ရဲ့ effectiveness လို့ခေါ်တဲ့အားနည်းတင်ကပို့ပြီးတော့ကောင်းမွန်ပြီးတော့ထုတ်လုပ်တဲ့အခါမှာလည်းစိတ်ချရမှုရှိတာကိုတွေ့ရှိရပါတယ်ဒါကြောင့်မလို့အကျမတို့အနေနဲ့အေးမီဖြားနာဖြစ်တဲ့အခါမှာတုတ်ကွေးဖြစ်တဲ့အခါမှာဒီလိုမျိုး OTC ဈေးဝါးတွေတာသုံးမယ်ဆိုရင်တော့ branded original ဈေးဝါးတွေကိုတာသုံးတာကတော့ပို့ပြီး ြောအာနိသင်ကောင်းကောင်းမွန်မွန်ရရှိစေမှာဖြစ်ပါတယ်ရှင်။အခုဆိုရင်တော့ပူပြင်းတဲ့ရာသီဥတုမှာရောအေးအေးမိဖျားနာခြင်းမဖြစ်တတ်သလားဆိုတဲ့အကြောင်းအရာလေးရယ်အေးအေးမိဖျားနာခြင်းဖြစ်လာပြီဆိုရင်ဘာရီဆောင်အားရှောင်ရမလဲဆိုတာလေးတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုလိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒီ health talk လေးကိုကိုကြီးပံမိုးပေးထားတာကတော့ Parashin Original နဲ့ Parashin Go မှဖြစ်ပါတယ်ရှင်။